အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးရွှေဦးတောင်ရေးသားထားသောပလင်းဆောင်ဘလူးဆိုတဲ့ဝိထုတော်လေးကိုကျမမိယာမဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင် လင်းဆောင်ဘလူးမန္တလေးမြို့စိန်မန်းရက်ကတ်တွင် မောင်ပေါတူးအမည်ရှိ ဖောင်ကျိုသမားတယောက်ရှိ၏မောင်ပေါတူးသည်လေဖြင့်၎င်းဖောင်ဖြင့်၎င်းအထက်မြင့်ညာကတာနေမရန်ကုန်မြို့အထိမြေရိုးတလျှောက်အနံ့အပြားရောက်ဖူးသူတယောက်ဖြစ်၍၎င်းရက်ကွက်ရှိလူငယ်များအားဒေသန္တရဗဟုသုတအကြောင်းများကို ဖြန့်ပြူးဝင်ကားလေးရှိ၏မောင်ပေါတူးမှာလူပြိုကြီးတယောက်ဖြစ်၍ညနေခင်းအချိန်မှညအချိန်တိုင်အောင် ၎င်း၏နေအိမ်တွင်ကာလာသားများအားလပိတ်ရေချမ်းဝိုင်းဖွဲ့လေရှိ၏တနေ့တနိုင်မောင်ပေါတို့သည်မြမပြည်ကိုအနံ့အပြားလှဲ့လေကြိရှုလိုသောစိတ်ဖြစ်ပေါ်လာသည်နှင့်တငယ်ချင်းမိဆွေများကိုနှုတ်ဆက်ပြီးလျှင်အိယာတလိပ်ဖာတလုံးနှင့်ငွေကလေး340ကိုအိတ်တင်ထည့်၍အိမ်မှထွက်လာခဲ့၏မြစိတ်တို့ရောက်သောအခါအောင်ရဲ့သူဆုံမိဖောင်တဆင်းနဲ့အခန့်အသင့်တွေ့တဲ့ပြင်မောင်ပေါတို့သည် ဝိုင်းစားဝိုင်းလို့အဖြစ်နဲ့ အဖိုးအခမရှိဘဲလိုက်လာခဲ့သည်မြင်းချံမြို့သို့ဆက်ရောက်သောအခါမောင်ပေါတုသည်မြို့ပေါ်သို့တက်၍ရောက်တက်ရာရာလေ့လာလာခဲ့ရာကုန်းမြင့်ကလေးတစ်ခုသို့ရောက်သည်တွင်အလွန်ခမ်းနားတင့်တယ်စွာဆောက်လုပ်ထားသည့်အိမ်ကြီးတစ်လုံးကိုတွေ့မြင်ရလေ၏ပေါတုသည် ဝင်းပေါအနီးမှရပ်တန့်၍အိမ်ကြီး၏တိုင်းမြိုက်ခန့်ထဲခြင်းကိုကြည့်ရှုချီးမွမ်းလျက်ရှိစဉ်အိမ်ကြီး၏အထက်ထပ်ပရင်ပြောင်မှ မိမိအားစိုက်ငေးကကြည်နေသောလူကြီးတစ်ယောက်နှင့်မျက်နှာချင်းဆိုင်မိကြလေ။လူကြီးသည်ပေါတုနှင့်မျက်လုံးချင်းဆိုင်မိရာမှပြုံးငယ်၍ပေါတုအားအိမ်တွင်းသို့လက်ရက်ခေါ်ငင်လေရာပေါတုလည်းအံ့ဩစွာနှင့်အိမ်နှင်းသို့ဝင်သွားလေ။အေကန်း၌ထိုင်မိကြသောအခါလူကြီးသည်စကားမပြောသေးပေပေါတု၏မျက်နှာကိုကြည့်ကားတက်ပြင်းချလျက်ရှိ။ပေါတုကမူ ငါ၌၎င်းအိမ်မျိုးရှိခဲ့လျင်တနေ့လုံးပျော်၍ဆုံးနိုင်မည်မဟုတ်ဟုစိတ်ကူးမိသည်နှင့်ထိုလူကြီး၏တက်ပြင်းချခြင်းကိုအလွန်အံ့ဩစွာနှင့်ငြေးကြည်နေလေ၏ထိုအခါလူကြီးသည်၎င်း၏အကြံကိုသိဟန်နေမောင်ဒီအိမ်မျိုးလိုချင်သလားလိုချင်မီလားခမညာမောင်မှာငွေဘလောက်ပါသလဲအစိမ့်လောက်ပါပါတယ်နဲတကောမောင်ရဲ့နှုတ်ပေမဲ့တတ်နိုင်ဘူးလေ ဒီလိုမောင်ရဲ့ဟော်ဒီပလင်းကိုငွေအစိတ်နဲ့ကျုပ်ရောင်းမယ်ဒီပလင်းကိုမောင်ဝယ်ရင်ဒီအိမ်တွင်မကဘူးလိုချင်တဲ့ပစ္စည်းတွေအလုံးရနိုင်တယ်လိုချင်တာတောင်းတလိုက်ရင်ရတာပဲဟုပြော၍ပလင်းတစ်လုံးကိုထုတ်ပြလိမ့်ပေါတူသည်ပလင်းကိုအကင်ကြည့်ရာပလင်းမှာလေပင်ရှိရှိ ထိတ်ဝကျဉ်ကျဉ်အဖြူရောင်ရှိတော်လဲအတွင်းမှ၌တတ်တန့်ကဲ့သို့အယောင်မျိုးစုံကွန်မြူလျက်ရှိသည်ကိုတွေ့မြင်ရလိမ့် လူကြီးသည်မယုံဟန်ရှိသောပေါထုဤလက်မှပလင်းကိုလှမ်းယူ၍တမ်းမှန်တလင်းမော်၌ပေါ၍ပြရာ ပလင်းသည်မကွဲပဲကြက်ပေါင်းကဲ့သို့ခုန်တက်လာလိမ့်၎င်းနောက်လူကြီးကဒီပလင်းထဲမှာဘလူးတစ်ကောင်ရှိတယ်ဒီပလင်းရှင်ဟာဘလူးကိုခိုင်းကျင်တာခိုင်းနိုင်တယ်အိမ်ကြိုက်ကြိုက်ငွေလိုချင်းလိုချင်းဘာမဆိုလိုချင်တာတောင်းတာလိုက်ရင် သူရအောင်လုပ်ပေးတာပဲဟိုတုန်းကဥအောင်စီရဟာ ဒီပလင်းနဲ့ရှင်မရင်ဖြစ်ပြီးယူရီးယားကိုနိုင်တာပဲဒီပလင်းအစွမ်းပဲပလင်းလဲလက်ကလွတ်ကြရောသူလဲကန်းကုန်းရောဒီနောက်ဥပဦးလဲဒီပလင်းပဲညမမင်းလက်ထက်ကမြုပ်ဝင်ပိုင်းစံလဲဒီပလင်းတကူပဲဒါနဲ့မြခမရောင်းချင်ရသလားဗျာရောင်းချင်ဆိုဒီလိုမောင်ရဲ့ချုပ်ကလည်းအသက်ကြီးပြီဒီပလင်းကအသက်ရှည်အောင်တခုတော့သူမတက်နိုင်ဘူးကျုပ်လိုချင်တာတွေလည်းအားလုံးရကုန်ပြီ။ သို့တော်တခုတော့ကျုပ်ဖွင့်ပြောရမယ်။ဒီပလင်းကိုမရောမဲနဲ့လက်ထဲမှာထားရင်တည်သွားခဲ့လို့ရှိရင် ပလင်းဆောင်ဘလူးကကျွတ်ပြီးတလင်းရှင်ကပလင်းဆောင်ဘလူးဖြစ်ရမယ်။ဒီတော့ကဘလို့လို့ရမလဲဆိုတော့အရွယ်ကောင်းဆုံးမှာဒီပလင်းတကူနဲ့စိန်ခံပြီးကြည်ပြင်းလာလို့တေကန်ပြီးတော့ရောင်းပြလိုက်တာပေါ့မောင်ရဲ့။ခမညာလာမဟုတ်ဘူးနော်။ပေးစင်တဲ့တစ္ဆာပေးပါမောင်ရဲ့။ ကဲဒါဖြင့်ကျွန်တော်စုံစမ်းကြည့်မယ်ဟုပြော၍ငွေ25ကျပ်ကိုလူကြီးအားပေးပြီးလျင်တလင်းကိုလှမ်းယူ၍တလင်းဆောင်ဘလူးငါငွေ25ကျပ်ငါပြန်ယူပေးဟုပြောလိုက်သည်နှင့်တပြိုင်နက်ပေါတူးဤအင်ဂျီအိတ်ထဲတွင်ငွေ25ကျပ်ရောင်မြတ်တိုင်ရောက်နေလေ၏နေရာကြလိုက်လေဗျာဒါထက်ပြန်ရောင်းကြတော့ဘလူးရောင်းရပါလေကိုပေးထားတဲ့အဖို့ထက်ရော့ပြီးရောင်းရတယ်ကဲကျုပ်တော့ဝွတ်ကျွတ်သွားပြီ မောင်သွားပြီတော့သွားပြီတော့ဟုပြပြောဆိုဆိုနဲ့မောင်ထုံလိုက်နေပေါတူသည်အန်အောခြင်းဝမ်းသာခြင်းယုံမားခြင်းတို့ရောစက်လျက်ရှိသောစိတ်ဖြင့်လမ်းမော်တို့ရှောက်လာရာစမ်းတက်လို့သောသဘောနှင့်လွယ်အိတ်ထဲမှပလင်းကိုထုတ်၍လမ်းဘေးရှိရေမြောင်းတစ်ခုတွင်ချထားခဲ့လေပေါတူသည်လမ်းခွေသို့ရောက်သည့်နှင့်တပြိုင်နက်လွယ်အိတ်သည်ရုတ်တရက်လေးလာ၍စမ်းကြည့်ရာပလင်းကိုတွေ့ရလေ음 ဟုတ်တုတ်တုတ်ပဲဟုစဉ်းစားမိ။ပေါတို့သည်ဖောင်တို့ပြန်ရောက်သောအခါဆက်လက်၍လိုက်တော်မည်အကြံမရှိသေးနှင့်အေးရလေးနဲ့တကောက်ဖားကလေးကိုဖောင်ပေါ်မှယူလာခဲ့လေ။၎င်းနောက်မန္တလေးသို့စံသောကရိုးသင်းမောပေါ်သို့တက်၍တညံလုံးစိတ်ကူးနေရာနောက်ဆုံး၌မန္တလေးမြို့ဂေါဝင်စိတ်ကန်းအနီးတွင်အိမ်ကြီးတဆောင်ရလူသောစူတောင်းဖြင့်အိပ်ပျော်ခြင်းသို့ရောက်လေ။မန္တလေးသို့ရောက်သည်နှင့်တပြိုင်နက် တင်းမောစိတ်တွင်မိတ်ဆွေတယောက်နဲ့တွေ့ရင်ပေါတူဤအကိုမကြီးတူလေးနဲ့တူမကလေးတို့မှာယမန်ညင်ကပင်လေကြီးမိုးကြီးကြချင်းကြောင့်တစ်ပင်ပြည့်၍တေဆုံးမီဖြစ်ကြောင်းနဲ့ခရီးရောက်မဆိုင်ပြောပြလေ၏ပေါတူဤအကိုမှာဥစ္စာပစ္စည်းအတင်အတင်အပြင်ညင်ကပားရန်အနီး၌ညီရကွက်လက်တစ်ခုလည်းရှိရာပေါတူပင်အမွေဆက်ခံရလေ၏ပေါတူအိမ်ဆောက်ရန်စိတ်ကူးထားသောနေရာမှာလည်း ၎င်းမြေခွေမျိုးပင်ဖြစ်၏နောက်တစ်နေ့တွင်ပေါတုသည်အိယာမထ၍လဖက်ရေးတောင်းနေ၏အာဂျင်ကျင်းနန်းတစ်ဆောင်ရောက်လာရာစာအိတ်ကိုဖောက်၍အင်္ဂလိပ်စာတက်သူတယောက်အားပြသောအခါတွင်ရန်ကုန်စိန်လေကြားတိပထမစုပေါကြောင်းသိရှိရလေ၏ငွေတသိန်းကျော်စုရရှိသောကြောင့်ပေါတုသည်မိတ်ဆွေတယောက်ကိုခေါ်၍အိမ်ဆောင်မိအကြံနှင့်အင်ဂျင်နီယာထံသွားကြရာအင်ဂျင်နီယာသည် အစင်သည့်ရေးဆွဲထားသောအိမ်ပုံစံတစ်ခုကိုထုတ်ပြသည်။ပေါတူးသည်ပုံစံကိုကြည့်လိုက်သည်နှင့်တပြိုင်နက်မိမိစိတ်ကူးထားသောပုံစံနှင့်တသဝေမတိန်တူညီနေသည်ကိုတွေ့လျရက၎င်းအတိုင်းဆောက်လုပ်ရန်သဘောတူညီလေ၏။စုငွေထုတ်ယူပြီးသောအခါပေါတူးသည်အင်ဂျင်နီယာအကူအညီဖြင့်အိမ်တလုံးဆောက်လျက်မကြမီအတွင်ပြီးစီးသည်နှင့်မိမိဤစူတောင်းပြည့်ပေပြီဟုအာရဝန်တာဖြစ်လေ၏။ပေါတူးသည် အိမ်ကြီးနဲ့လိုက်ရောအောင်ဆန်းနီယာစတော့အိမ်အောင်ပစ္စည်းများကိုဝယ်ချမ်း၍အစေကန်းအမြောက်အမြားနဲ့တကွာပျော်ရွှင်စွာနေထိုင်လေ၏တနေ့တနိုင်ပေါတူးသည်နေ့ရက်အတန်းကြာမေ့လျော့နေသော ပလင်းကို ရုတ်တရက်သတိရလာ၍ဗီယိုထဲမှထုတ်ယူပြီးသည်ဧကန်းတွင်တယောက်ထဲထိုင်လျက်လှန်လောကြည့်ရှုနေလေ၏ရင်းသူရှိစဉ်ပလင်းထဲ၌နေသည်ဆိုသောဘလူးကို မြင်လိုသောဆန္ဒဖြစ်ပေါ်လာရကသင်ညော်ပါမည်လို့ဟု တွေးတော့နေလိမ့် နောက်ဆုံး၌ညီတို့ပင် ဖြစ်ရစေညီရမကျေနပ်နိုင်မည်ဟုသောစိတ်မျိုးဖြစ်ပေါ်လာ၏။အိုးဘလင်းဆောင်ဘလူးမင်းကိုငါမြင်လို့သည် အခုချက်ချင်းပြတော့ဟုနှုတ်မှဆိုလိုက်။နောက်ခဏ၌ဘလူးသည်တလင်းပေါက်မှဥကောင်းပြူ၍မိမိ၏မျက်နှာကိုပေါက်ထုအားပြလိုက်ရာပေါက်ထုမှထိုနေ့မှစ၍ထမင်းမစားနိုင်တော့ချင်း။တို့ရတွင်ငယ်ရွယ်သေးသူဖြစ်သည့်အလျောက် ရက်အနှဲငယ်အတွင်းတွင်တဖြည်းဖြည်းစိတ်သက်သာရရလာ၍ပေါတူးသည် ရှေးကကဲ့သို့ပင်ပျော်ရွှင်စွာနေထိုင်နိုင်မြန်လေ။တနေ့တစ်နေ့ပေါတူးသည်ညကမှတလျှောက်လမ်းလျှောက်နေစဉ်ရုပ်ရည်ချောမောလာပသောတငယ်မတစ်ယောက်နှင့်တွေ့၍ချစ်တင်နှီးနှောရာမှသမီးရီစာဘဝသို့ရောက်ပြီးလျှင်တငယ်မ၏ဖခင်သဘောတူညီချက်ရသည်နှင့်မကြမီအတွင်းလက်ထပ်မင်္ဂလာဆောင်နှင်းကြလေ။ပေါတူးသည် ထိုညအိယာမဝင်မီရေချိုးကဲ့သို့ဝင်၍မိမိဤကိုကိုကိုလုံးမောင်မှန်တွင်ကြည်လိုက်မိရာရုတ်တရက်မျက်နှာပြက်သွားလိမ့်ထိုနောက်မန်အနီတို့ချီကပ်၍တေးချစွာကြည့်ရှုပြန်ရာလက်ရာဘက်ပေါင်တွင် အနီကွက်ကလေးတစ်ခုကိုထင်ရှားစွာတွေ့မြင်ရလိမ့်မျက်နှာပြက်ရခြင်းအကြောင်းမှာ အချို့သော နူနာဆွဲကဲ့သူတို့သည်မျက်နှာပေါင်ဆသည်တို့တွင်ရွှေဥစွာအကွက်ကလေးများပေါ်လာတတ်သည်ဖြင့် မိမိမှလည်းနူရကြေတော့မည်ဟုမှတ်ထင်မိတော့ကြောင့်ပဲသည်ပထမ၌ပေါတုသည်မိမိ၏မယားမတ်ဖွားရင်ကိုချစ်ခင်လာသည့်အတွက်ကြောင့်၎င်းအားယောဂမကူးဆက်နိုင်စေခြင်းကအကျဉ်းလင်းမယားအဖြစ်သို့မရောက်သေးမီကပေါင်းတင်ဆက်ဆံခြင်းမပြုတော့ပဲကွာရှင်းလိုက်တော့အန်ဟုအကြံဖြစ်လေ၏အလွန်တရာချစ်ကြိုက်လာသောမိမတယောက်ဖြစ်သည့်အတွက်ကြောင့်ထိုကဲ့သို့ပြုရန်လဲမလွယ်ကူလာသည်တို့ဖြစ်၍ စိတ်ထဲ၌ချီတုံချတုံဖြစ်နေစဉ်ပလင်းကိုသတိရသည်နှင့်အဝတ်များကိုတဖန်ဝတ်ဆင်ပြီးနောက်ပလင်းကိုယူခဲ့၍ရေချိုးကန်းသို့ဝင်ပြန်လေ၎င်းနောက်ပေါတူးကဟဲပလင်းဆောင်ဘလူငါကို၌ဆွဲကန့်နေသော နူနာယောဂါကို ယခုချက်ချင်းပျောက်ကင်းအောင်လှုပ်ပေးလော့ဟုအမြင့်ပေးလိုက်နောက်တခဏ၌ပေါတူးသည်မိမိပေါင်ကိုမှန်ထဲတွင်ကြည့်ပြန်ရာအစွန်အကွက်အလျင်းမရှိတော့ပဲ ချောမောတန့်ရှင်းစွာရှိနေလေ။ပထမ၌ပေါတူးသည် အတိုင်းမသိအောင်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့၏။ဒိုရာတွင်တလင်းဤအံဩပွဲကောင်းလာသော တကူတတ္တိကိုဆက်လက်၍စဉ်းစားမိရာတွင်တလင်းကိုမရောက်စားပြစ်ဖဲလက်ထဲတွင်ထား၍တည်ဆုံသွားပါကအဝီစီငရဲ၌ခံရမည်ဘေးတို့ကိုကွင်းကွင်းကွက်ကွက်ပေါ်လာလေ။ပေါတူးဤမျက်စီထဲဒဲအိုးကြီးများတွင်ထည့်၍အကြောခံရသည် ဦးခေါင်းကိုလွှာနှင့်ဖြတ်ခြင်းပစိမ့်နှင့်ပေါက်ခြင်းစသောဝေဒနာခံစားခြင်းမျိုးတို့ကို မုန်တီဟင်းကဲ့သို့ကွင်းကွင်းကြီးမြင်လာလေတော့၏မြင်လာသည့်အလျောက်လဲစိတ်ထဲ၌ပူဆွေးဒုက္ခအရောက်နေ၏တို့ရာတွင် ရေချိုးပြီးနောက်မင်္ဂလာဆောင်အခန်းဝအနီး၌စောင့်နေသည့်ရုပ်ရည်ချောမောလာသောမတ်ဖွားရင်ကို မြင်လိုက်ရသည်တွင် ပူပန်သော စိတ်ကူးများပြောက်သွား၏မင်္ဂလာဆောင်ကစားပထမည၌ကြုံတွေ့ရသော သူတို့သားသူတို့သမီးတို့ဤထုံးစံအတိုင်းပျော်ရွှင်သောစိတ်အာရုံဘက်သို့ပါသွားလေ၏လက်ထပ်ပြီးကစားတလားခမ်းမြသောအချိန်သည်သူတို့သားသူတို့သမီးတို့အတွက်မုံမမြင်လေးမမြင်ပျော်ရွှင်ကြသောအချိန်ပေသည် လူလောကကြီးတစ်ခုလုံးသည်ဓာတ်ပုံကဲ့သို့အယောင်အဆင်းမရှိပဲမွေးချောက်ချောက်သော တွေ့မြင်နိုင်သောလူများအတွက်ပင်နေရင်ဈေးရောင်ဆုံးချေလေထားသောကားကဲ့သို့ဆူဆူဖက်ဖက်စိမ့်စိမ့်လက်လက်ဖြစ်လာလေ၏ တလားအချင်းကြော်လွန်လက်တော့ပေါတူးမှာပျော်ရွှင်သော စိတ်အာရုံများတဖြည်းဖြည်းလျော့သွား၍ဒဲအိုးကြီးများမိတော့မိလျံများဒါလန်လက်နက်များဖြင့်စပြူလာလေထိုအခါမှစ၍ပေါတူးသည် ရေချင်းပြုံချင်းတင်းဆူချင်းစသောအပြုတ်အမှုများတဖြည်းဖြည်းလျော့ပါ၍နောက်ဆုံး၌တမိုင်းမိုင်းတထွေထွေငေးနေလေးရှိတော်၏မဖွားရင်သည် မိမိယောက်ျား၏မိုင်ငွေ တွေ့ဝေနေသောအမှုအရာကိုမြင်ရသောအခါမိမိအားသဘောမကျသောအချင်းအရာတစ်စုံတစ်ခုရှိ၍သာဖြစ်ရမည်ဟုတွေးတော်၍ရံဖန်ရံခါမျက်ရည်ဆက်လက်နေမိရှာ၏ပေါတူသည်မဖွားရင်ဤမျက်နာမသားမရခြင်းကိုမြင်ရပြန်သောအခါတာ၍အစီမချမ်းမသာဖြစ်လေ၏နောက်ဆုံး၌မဖွားရင်ကမိမိ၌အပြည့်ရှိလျင်ဖွင့်ပြောပါဟုငိုယိုကားပြောရှာသည်တွင်ပေါတူသည် မိမိအဖြစ်အပျက်ကို ထိန်ချန်ခြင်းအပြင်တယောက်နဲ့တယောက်အထင်အမြင်လွဲပေါ်သားရှိသည်ကိုသိမြင်လျကပလင်းဤအထုပ်ပတ်တီကို အစမှအဆုံး ပြောပြလိုက်လေထိုအခါမှတ်ဖွားရင်သည်ပလင်းကိုစွန်းအောင်ရောင်းရန်ခင်းရင်မည်မဟုတ်ကြောင်းနှင့်ပြောပြကအားပေးပြီးလျင်မကြမီအတွင်တမျိုးတရာတို့ထွက်ရန်စီမံကြလေအဘဲကြောင့်ဆိုသောလူတိုင်းကငယ်ရွယ်စဉ်မှစ၍တည်လာကြသောပေါတူးဤလက်တွင် ဤမြလောက်ထူးဆန်းသောပလင်မျိုးရှိလိမ့်မည်ဟုယုံကြည်နိုင်ကြလိမ့်မည်မဟုတ်တော့ကြမည်သည်တနေ့တစ်နေ့ပေါတူးတို့လင်မရသည်ရွှေလကုံစေတီတော်ကိုဖူးမြော်ရန်သွားကြမည်ဟုသတင်းလှည့်ပြီးနာပလင်ကိုရောင်းရန်အကြံအစီနှင့် နေအိမ်မှထွက်လာကြလိမ့်မျိုးတစ်မျိုးတို့ရောက်ကြသောအခါလင်မရနှစ်ယောက်တို့သည် နေအိမ်ကြီးတစ်လုံးကိုငှားရမ်း၍အစည်းကမ်းအမြောက်အများနှင့်တကွာခန်းနာတိုက်မြိုက်စွာနေထိုင်ကြလိမ့် ၎င်းတို့၏အကြံမှာလူကုံထံများ၏ဇကားကိုသာလူအများယုံတတ်သောကြောင့်မိမိတို့ကိုကို လူချမ်းသာကြီးများဖြစ်သည်ဟု အခြားသူတို့ထင်မှတ်ကြစေရန်ဖြစ်လေသည်ပေါတူးတို့မှာတိန့်ထီပေါက်ထားသည့်အပြင်ပလင်းကိုလည်းမကြာခဏအသုံးချကြသောကြောင့်လူရရက်ဟု၍မှတ်လောက်အောင်နေထိုင်ရန်မခဲရင်လာကြည်ရအတန်းကြာရှိ၍အခြေတကြာရှိကြသောအခါ၎င်းမျိုးရှိလူကြီးလူကောင်းများသည် ပေါတူးတို့ဤအငိမ်ဝဲဇက်ပွဲဖျားကိုစုကျွေးဝဲများတို့လာရောက်ကြလိမ့်ထို့ထက်ကြားပြန်သောအခါ၎င်းတို့နှင့်မိတ်ဆွေဖြစ်ကြ၏ပေါတူးသည်မိတ်ဆွေတင်များအနက်နွမ်းပါဟန်ရှိသူများကိုတယောက်စီဖိတ်ခေါ်၍ပလင်းအကြောင်းပြောပြပြီးလျင်ဝဲရန်တိုက်တွန်း၍ဆန်၏အချို့ကဤမြလောက်တကိုးတက်တီထူးရှိသောပလင်းကိုအဖုံးငွေ20ကျပ်မြလောက်နဲ့ရောင်းပြီးဆိုခြင်းကိုမယုံကြည်ဟန်နဲ့ရေမောကြ၏ အချို့ကလည်းအဝီစီသွားရမည်ဆိုသောကြောင့်အောင်လန်းစရာဟုဆွဆွဲကြ၏နောက်ဆုံး၌မြို့သူမြို့သားများသည် အောင်လန်းစရာသည်ဟူသောဆွဆွဲချက်ကိုယုံကြည်ကြ၍၎င်းတရင်ပြန့်နှံ့ပြီးလင်ပေါတူးလင်မယားကို အဝေးမှရှောင်ကွင်းကြ၏ကလေးတငယ်များသည်မြင့်နှကောင်တက်ဘာကီယထနှင့်တွားလေးရှိသောပေါတူးလင်မယားကိုလက်ခုပ်လက်ဝါးတီးကလှောင်ပြောင်းကြ၏အချို့ကဂဲများနှင့်ပင်ပြစ်ခဲကြ၏ တို့ဖြစ်ရကလင်မယားနှစ်ယောက်တို့မှာညှော်လင်းသည့်အတိုင်းပလင်းရောက်မစွန်သည့်အပြင်သူတို့ဘာလက်ညှိုးထိုးခံကြရသဖြင့်စိတ်ညစ်ညူးရှိကြ၏နောက်ဆုံး၌ပေါတူးတို့သည်ထိုမြို့တွင်ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့သည်နှင့်အခြားမြို့တစ်မြို့သို့ပြောင်းရွှေ့သွားကြရလိမ့်၎င်းမြို့သည့်တွင်ပေါတူးသည် မိတ်ဆွေမဖွဲ့သေးဘဲလူများ၏အရေးအကဲကိုကြည်နေသည်ယင်းတို့ရှိစဉ် ပလင်းကိုလက်မှမလွတ်နိုင်ပဲတည်သွားရကြကအဝီစီတို့ကြာရောက်ရမည်ဘေးကိုစိုးရင်ပူပန်လျက်သားလျင်မိုင်ငေးတွေးဝေးကနေလိပေါတူးမှာပလင်းကိုရောင်းရန် ခဲရင်လိမ့်မည်ဟုစဉ်းစားမိလေလေတာ၍စိတ်ညစ်ညူးလေလေဖြစ်နေနောက်ဆုံး၌ပေါတူးမှာ မအိတ်နိုင်မစားနိုင်တမိုင်မိုင်နဲ့သာရှိနေရကအသားအရေးကြုံလီဖြော့တော်လျက်ရှိမဖွားရင်သည်တနာကျင်နာတဲ့သောသဘောရှိသည်ဖြင့် လင်းကိုလည်းချစ်ခင်လာရကားပေါတုအတွက်စိတ်မချမ်းမသာဖြစ်ရရှာ၏တခါတရံပေါတုအတွက်မိမိကတာဝန်ယူ၍ဖြစ်နိုင်ခဲ့လျင်မိမိပါခံပြီတော့မည်သူဤစိတ်ချမ်းသာလျင်ပြီးပါစေတော့ဟုစိတ်ကူးမိ၏တညတနိုင်မဖွားရည်သည်အိမ်ယာမတရင်တို့လာ၍ကြည်လိုက်တော့အခါပေါတုကိုမတွေ့ရဘဲကလေးအနိမ့်ချမ်းမော်တွင်စောင့်လျက်ရှိသောပလင်းကိုသာတွေ့ရ၏ ထို့နောက်အရာမထလွယ်၍ဝင်းအတွင်လှဲ့လေရှာဖွေသောအခါတေတပင်အောက်တွင်လက်မိုင်ချကထိုင်းနေသော ပေါတူးကိုတွေ့သည်နှင့်ချော်မော်ကအဲ့ရာသို့ခေါ်လာခဲ့လေမဖွားရင်ဤစိတ်ထဲ၌လင်းဒုက္ခကိုကုညီ၍ခံပေးလိုသောဆန္ဒသည်တာလွန်အားကြီးမလေတနေ့တနိုင်မဖွားရင်သည်အကြံတစ်ခုရသည်နှင့်အိမ်မှထွက်လာရာလမ်းခရီးတွင် အဖိုးကြီးတစ်ယောက်နှင့်တွေ့လေ အဖိုးကြီးမှာတန်းနာယောဂရှိသည်နှင့်အပြင်အထံချောင်းဆို၍ချွေးများဒီဒီကြလျက်ရှိရာမဖွားရင်ကချောင်းဆိုယောဂပျောက်ခြင်းမအီလောဟုမေး၏အဖိုးကြီးကပျောက်ခြင်းကြောင့်ပြော၏ထိုအခါမဖွားရင်ကကိုပေါတို့လက်ရှိပလင်းဤအထုပ်ပတ်တီကို ပြောပြရာအဖိုးကြီးကချောင်းဆိုမပျောက်ရင်ရှိပါစေအဝေစီအကြမခံနိုင်ဟု ပြန်ပြော၏ထိုအခါမဖွားရင်သည် ပေါတူးထံမှ ပလင်းကို အဖိုးကြီးကဝယ်ယူ၍ယောဂါပြောင်ယုံမြသာအသုံးပြုပြီးနောက်မိမိအားရောင်းလျင်မိမိကဝယ်ယူမည်ဖြစ်ကြောင်းပြောသည်နှင့်သဘောတူ၍ပလင်းဝယ်ရန်ထွက်သွားလေ၏အဖိုးကြီးသည်ပေါတူးထံမှပလင်းကိုအဖိုးဝင်90နှစ်ဝယ်ယူ၍ပြန်လာခဲ့ရာမဖွားရင်ထံသို့ရောက်သောအခါချောင်းဆိုးယောဂါပြောင်ယုံမြအသုံးချပြီးနောက်မဖွားရင်သို့အဖိုးငွေ၄ချက်နဲ့ရောင်းချလိုက်လေ၏ မဖွားရင်သည်ပလင်းကိုဝှက်လျက်ပြန်လာခဲ့ရာလင်းပေါက်ထုမှာပလင်းရောက်စွန်ပြီးဖြစ်သောကြောင့်ရွှင်ပြုံးလျက်ရှိ၏ထိုအခါ၌ကမှိုင်ငင်းရန်အလုံမှာမဖွားရင်ဤအလဲဖြစ်နေတော့၏ပေါက်တူးရွှင်မြူနေသလောက်မဖွားရင်မှာစိတ်ညစ်ညူရလေတော့၏မဖွားရင်က အလွင်ရွှင်မြူဟန်ရှိသောပေါက်တူးအားအဖိုးကြီးမြတနာဖို့တတိမရလေရောသလားဟုမေး၏ပေါက်တူးကမူ ူတပားအရေးထက်မိမိအရေးကကြီးသောကြောင့်ရွှေမျိုးဘိုးလောက်သာတတိယကျောင်းနဲ့ပြန်ပြောလိမ့်။ပေါတူးသည်မိမိရွှေမျိုးတကယ်တော့မရွှေမျိုးနိုင်သည်ဖြင့်တွေးဝေငေးမိုင်နေဟန်ရှိသောမဖွားရင်ကိုမြင်သောအခါစိတ်ထဲ၌မကြေမချမ်းဖြစ်၏။လင်းတစ်ယောက်လုံးဝင်းတုံကြီးကျသွားသည်ကိုဝမ်းမသာနိုင်ပေ။ဒစိမ့်ပြင်ပြင်မြသာဖြစ်သောအဖိုးကြီးတစ်ယောက်အတွက်အီးမြလာပူပန်တော့ကရောက်ရလေသလိုဟုဒေါ်ပွားလျက်ရှိ၏။ မိမိဤမယားကိုလည်းကျင်းမောင်းရင်ရွတ်သိ၏တို့ရာတွင်တစ္ဆာရှိသောမတ်ဖွားရင်သည်အဖြစ်အပျက်ကိုဟုတ်တိုင်းမှန်ရာဖွင့်ဟပြောဆိုခြင်းမပြုဘဲခေါင်းငုံခံ၍နေ၏တနေ့တစ်နေ့ပေါတူးသည် စိတ်ညစ်ညီးသောမယားနှင့်အတူနေရလျင်မိမိသာစိတ်ညစ်ညူးခြင်းကူဆက်လာလိမ့်မည်ဟုသဘောပိုက်သည်နှင့်အိမ်မှထွက်လာ၍အရက်ဆိုင်တဆိုင်တွင် မိတ်ဆွေတင်များနှင့်တောက်စားလျက်ရှိ၏ လူစုအနက်တွင်တင်းလေးစပိုးကြီးအဖြစ်နှင့်ကြီးပြင်းလာခဲ့သောရစ်ထုပ်ကြီးတစ်ယောက်လည်းပါရှိ၏အရက်တောက်၍မူးရက်လာကြသောအခါပေါတုမှမိတ်ဆွေများအားတိုက်ရသောကြောင့်ပတ်ဆံကုန်သွားကြောင်းသိရှိ၏တို့ရာတွင်လူစုမခွဲလိုသေးသည်နှင့်အိမ်တို့ပြန်၍ပတ်ဆံယူကြအောင်မည်ဟုပြောရာရစ်ထုပ်ကြီးမှဤမြလောက်လက်ဖွာသောမိတ်ဆွေတယောက်နှင့်မခွဲလိုသည်ဖြစ်၍အိမ်တို့အဖော်အဖြစ်နှင့်လိုက်ခဲ့မည်ဟုပြော၏ ပေါတူးနှင့်ရစ်ထုံးတို့သည်အရက်ဆိုင်မှထွက်လာကြ၏ပေါတူး၏နေအိမ်သို့ရောက်ကြသောအခါရစ်ထုံးကိုလမ်းမှဆောင်းနေစေ၍ပေါတူးတယောက်တည်းအိမ်ထဲသို့ဝင်သွားလေ၏။နောက်ဖွားရင်မှာဂရင်ကိုမိလျက်မိုင်းနေရာပလင်းသည်၎င်းအနီးတွင်ထောင်လျက်ရှိ၏။မဖွားရင်မှာမူအိပ်ပြက်ဖန်များသောကြောင့်ငိုင်မြည်လျက်ရှိ၏။ပေါတူးသည်ပလင်းကိုမြင်သည်နှင့်တပြိုင်နက် မရဤစိတ်ညစ်ညူးခြင်းအကြောင်းနှင့်မိမိအပေါ်၌ညီမျှလောက်စိတ်စေတနာကောင်းနှင့်ကယ်ဆယ်ထားကြောင်းကိုတွေးတော်ရိပ်မိလျက်ကကျိန်မောင်မိသည်များအတွက်ယူကျုံမရဖြစ်နေ၏တို့ရတွင်ညီတို့ပင်ဖြစ်စေအရက်ဝအောင်တွား၍တောက်အောင်ဟန်ဟုတစ်တာထဲမှငွေများထုတ်ယူ၍ခြေပြားထောက်ကားထွက်လာခဲ့လေ၏ရထုံနှင့် တွေ့သောအခါပေါတူးသည်ရထုံအား၎င်း၏ပလင်းအကြောင်းအထုပ်ပတိတကား မိမိမရ၏သဘောထားကြီးမားဘုံတို့ကို ပြောပြပြီးလျင်တပ်ဖက်လက်နှင့်ပလင်းကိုမဖွားရင်ထမ်းမဝဲယူရန်ဆေလွတ်လိုက်ပေါတူ၏အကြံမှာရထုံ၏လက်မှပလင်းကိုမိမိကတပန်ပြန်၍ဝဲယူရန်ဖြစ်လေ၏ရထုံသည်မဖွားရင်ထမ်းမထွက်သွား၍မကြမီအတွင်ပလင်းကိုပိုင်လျက်ပြန်လာလေ၏ထိုအခါပေါတူကဘလောက်ပေးရသလဲဟုမေးရာသုံးချက်ပေးခဲ့ရသည်ဟုပြော၏ ဒါဖြင့်ကျုပ်ကိုနှစ်ချက်နဲ့ရောင်းမီတော့ဟု ပေါတူးကပြောတော့အခါရေထုပ်ကဒီလောက်ထူးဆန်းတဲ့ပလင်းကို လူမိုက်မှသာရောင်းမှာပေါ့ငါမရောင်းဘူးဟုပြော၏ပေါတူးကမရောင်းလျင်အဝီစီချမည်အကြောင်းပြောတော့အခါရေထုပ်ကမထူးပါဘူးကွယ်ပလင်းရောင်းရောင်းမရောင်းရောင်းငါလုံးအကောင်အဝီစီကလွဲလို့သွားစရာလမ်းမရှိပါဘူးဒီအတူတူမသေးခင်ပျော့ပျော့ကြီးနေစီတော့မယ်ပေါတူးရေဟု့ ပြောပြောဆိုဆိုနဲ့ခတ်တုတ်တုတ်လျှောက်သွားလေတော့တည်းဒူရီယာမဂ္ဂဇင်းအောက်တိုဘာ1939အချိန်ပေးပြီးနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်အားလုံးပဲဘေးပညာအပေါင်းဝေးကွာကြပါစေ